ဂုံပကာတနာမပါဘဲစေတနာမေတ္တာအပြည့်နဲ့လိုအပ်နေတဲ့သူတွေအတွက်ပန်းတကူအလူကြီးပေးခဲ့တဲ့ဖြူဖြူထွေတဆောင်မုံလာပြည့်နေပါဝင်တဆောင်နိုင်ကာလာဟောင်းမြမလူမျိုးတို့အတွက်ပန်းတကူဖြစ်ခြင်းကထိန်သင်္ကန်းကက်လွန်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတဲ့အချိန်ခါတာမရဖြစ်ပါတယ်အစံလာရပန်းတကူဖြစ်တယ်ဆိုတော့မိမိပူရှင်နဲ့ပစ္စည်းဥစ္စာကိုဘသူကမှရည်စူးခြင်းမရှိဘဲလိုအပ်တဲ့သူရပါစီဆိုတဲ့စိတ်နဲ့အမောင်ရိတ်မှလမ်းပေးမှချထားလှူဒန်းတဲ့ဒလေးဖြစ်ပါတယ် ဒါပေမဲ့ဒီနေ့ခေတ်မှာတော့တတိတော်တော်များများဟာဂုံပကာသနာကိုရှည်တန်းတက်ပြီးကားရီပေါ်ကနေငွေကြေးပစ္စည်းတွေကိုကျဲချတဲ့ပန်တကူပြင်းတွေကိုပြုလုပ်လေရှိကြပါတယ်။ဒီလိုလုပ်ရက်တွေဟာပန်တကူရဲ့မူလရှိရွေးချက်ဖြစ်တဲ့တိတ်ဆိတ်ငိမ့်သက်ခြင်း၊မမာနကင်းခြင်းတို့နဲ့စန့်ကျင်နေုံသာမကပန်တကူလိုက်ကောက်ကြတဲ့ပြည်သူတွေဟာအလူရက်ဖြစ်ပြီးတိခိုက်တန်ရာရတာတွေအနေရဖြစ်တာနဲ့မကြခဏကြာတည်နေရပါတယ်။ Facebook ဆယ်လီဖြူဖြူတွေးကတော့ဒီလိုပုံစံမျိုးနဲ့လုံးဝမတူပါဘူး။ အလူရီဆက်လက်နဲ့မကွာလှူဒန်းလေးရှိတဲ့ဖြူဖြူထွေးဟာမနစ်ကရောဒီနေမှာပါထူကြပြီးရိုးရှင်းတဲ့ဂုံပကဒနာကင်းရှင်းတဲ့နီလန်းနဲ့ပန်းတကူအလူကြီးကိုပြုတ်လုခဲ့ပါတယ်။သူမရဲ့လူဟာတကယ်တမ်းလိုအပ်နေတဲ့သူတွေစီကိုထိထိရောက်ရောက်ဘေးကင်းကင်းနဲ့ဂုံတိတ်ကရှိရှိရောက်ရှိစေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့အလူပြုတ်လုပ်ပုံကတော့ပုံမှန်လိုညပတ်မဟုတ်ပေ၄လပိုင်းမှာပြုတ်လုပ်ခဲ့ပါတယ် လူတမ်းမဲ့ငွေသား9000ကျပ်1000ကျပ်သုံးပြည်ဆိုင်အိမ်စီဘူးမုံတုံနဲ့ယောက်ျားလေးမိန်းကလေးဝယ်စားနေအတွက်မဲလေးတွေကိုအရင်ပြုတ်လုခဲ့ပါတယ်။ပြီးရဲ့အခါမှာအဲ့ဒီမဲလေးတွေကိုသူမရဲ့အိမ်ကြီးတဝိုင်းနဲ့ပတ်ဝန်းကျင်မှာချဲချထားခဲ့ပါတယ်။ပန်းတကူကောက်ချင်တဲ့အိမ်ကြီးချင်းတွေဘေးရက်ကွက်ကလူတွေနဲ့တမျိုးလုံးကလိုအပ်နေသူတွေဟာအဲ့ဒီမဲလေးတွေကိုအေးအေးဆေးဆေးလိုက်လံရှာဖွေပြီးကိုရတဲ့မဲလေးမှာပါတဲ့ပစ္စည်းကိုဖြည်းဖြည်းသေးစီမှလမ်းရောက်လဲလှယ်ထုတ်ယူရတဲ့စနစ်ဖြစ်ပါတယ်။ ဒီနီလန်းနဲ့လူရီဟာအလူရထိကြိုက်တန်းရရှာတာမျိုးမရှိပဲပျော်ရွှင်စွာနဲ့ကိုကန်နေကိုရှာတင်ရထိုက်တဲ့အလူကိုလက်ခံရရှိခဲ့ကြပါတယ်။ဝေသား9000တထောင်တန်မဲလိတ်35ရွှေပေါက်တဲ့သူတွေဆန်အိတ်စီပလင်ရှာတဲ့သူတွေဟာအခုလိုကြက်တဲနေတဲ့အချိန်မှာခနာတာအစဉ်ပြေသွားကြတာဟာဖြစ်ဖြစ်တွေးရဲ့တကယ့်စေတနာအမှန်ဖြစ်ပါတယ်။သူမရဲ့ဒီအိုင်ဒီယာကောင်းစေတနာမှန်နဲ့ဂုံပကာသနာကင်းရှင်းတဲ့အလူကိုပရိသတ်တွေကတကယ်ကိုချီးကျူးနေကြပြီးတအားချင်းချင်းခေါ်ဆူခဲ့ကြပါတယ်။ ဒါဟာဖြဖြူတွေးရဲ့ပထမဆုံးကြိမ်ထိရောက်တဲ့အလူလည်းမဟုတ်ပါဘူး။ပြီးခဲ့တဲ့လပိုင်းတွေကငလင်ပေးရှိပေးတယ်မှာလေ။သူမကိုယ်တိုင်ပြင်မဲ့ဆင်းရဲခံပြီးအကူအညီလိုအပ်နေသူတွေစီကိုရှောင်သွားကောင်လှူဒန်းခဲ့တာကြောင့်အရင်ကသူမကိုကြည့်မရသူတွေတောင်အခုဆိုရင်ဖြဖြူတွေးမှဖြဖြူတွေးဖြစ်လာကြပြီ။သူမရဲ့စေတနာမေတ္တာကိုအတိမတ်ပြုလာကြတာဖြစ်ပါတယ်။ဖြဖြူတွေးရဲ့ဒီလုံးရဲ့ဟာအလူဆိုတဲ့စကလုံးရဲ့အနှစ်သာရကို ဖော်ပြနေပါတယ်။ အလူတန်းများစွာဟာဂုံပကာသနာမျက်နှာသာရှာရင်ဒါမှမဟုတ်ကိုယ့်ရဲ့ပုံရိပ်ကိုမြင့်တင်မှုအတွက်ဖြစ်နေတတ်ကြပါတယ်။ဒါပေမဲ့ဖြူဖြူတွေးရဲ့နီလန်ကတော့လုံးဝကွဲပြားနေပါတယ်။သူမဟာကိုယ့်ကိုအားပေးနေတဲ့အခြေခံလူရန်စာပရိသတ်တွေနဲ့တကယ်လက်တွေ့ပုံအခက်ခဲကိုနားလည်ဆန္ဒပုံရပါတယ်။ဒီလိုမဲလေးစနစ်နဲ့လူတန်းချင်းဟာလက်ခံရသူကိုလည်းတိတ်ခါမငယ်စေပင်ပျော်ရွှင်စွာနဲ့ကန့်ဆန်းစေတယ်လို့မျိုးဖြစ်စေပါတယ် ဒါပစ္စည်းဥစ္စာကိုလူဒန်းတာမကလက်ခံရရှိသူအပေါ်လေးစားမှုနဲ့မြတ်တာတရားကိုပါတပါးတည်းပြည့်ရလိုက်တာဖြစ်ပါတယ်။ဒီလိုစေတနာမကန်နဲ့အများနဲ့မတူထိရောက်တဲ့ကုညီမှုတွေကြောင့်ဖြူဖြူတွေဟာပြည့်တတ်တဲ့ရှင်တွေကိုပုံမနဲ့ဆိုင်စွာရောက်ရှိလာခဲ့ပြီးတကယ်ပြည်သူချစ်တဲ့အမှုပညာရှင်ဖြစ်ခိုင်မာစွာရည်တည်လာနိုင်တာဖြစ်ပါတယ်။ပြည့်တတ်သူရောဖြူဖြူတွေကိုအားပေးကြသလားဆိုတာပြောသွားကြပါဦးရှင်။